င်္ဂလာပါရှင်မင်းသမီးတီတိုရီရဲ့ talk season ကနေပြန်လည်ကြိုဆိုပါရစေ။အဒီတစ်ပတ်မှာတော့အရင်ဒီစက်ကောင်စီလက်ထက်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေကဒီလက်ရှိစေုပ်စုကကျင်းပမဲ့ရွေးကောက်ပွဲမှာအကိုစလဲလောင်းအဖြစ်ပါပြီးတော့ဝင်ပြန်ရှင်ပြိုင်ဖို့ရှိနေကြပါတယ်။ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီတစ်ပတ်မှာဆွေးနွေးသွားဖို့အတွက်ရွေးချယ်ထားပါတယ်။ဆိုတော့မင်္ဂလာပါဆရာရှင်။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ။ ဆိုတော့ခုနကတော့ငါဟိုပြောခဲ့တဲ့အတိုင်းပေါ့နော်ဒီအအရင်တုန်းကဒီစက်ကောင်စီဝန်ဟောင်းနေပေါ့နော်ပြီးတော့ဒီဘူချုပ်ကြီးတွေကအဒီ uniform တွေချုပ်ပြီးတော့ဟိုရွေးကောက်ပွဲဝင်ကြမယ်ပေါ့လေဆိုတော့အခုလက်ရှိဒီဒီဟာကို research လုပ်ကြည့်ရသလောက်ဒီဒီလူတွေကအ ਨੇ ဆုံးအယောက်30ကျော်တယ်ပေါ့နော်ဆိုတော့အဆရာအနေနဲ့ရောဒီဘသူတွေကဘယ်ဆန္ဒနယ်မှာပါဘယ်လိုမျိုးပါဝင်ရှင်ပြိုင်ကြမယ်လို့တည်ထားကြသည်လဲရှင်တကယ်တော့ရွေးကောက်ပွဲအတွက်ကိုမရောက်နိုင်က အပြင်ဆင်ထားတာအာပြောရရင်2022တည်းကနေပြီးတော့စပြီးတော့ပြင်တာဒီအတွက်ကိုသူတေချာပြင်ခဲ့တာအဲဂျားထဲမှာအာသူမထင်ထားတဲ့အပေါ့မမျောလင့်ထားတဲ့1027စစ်စင်ရေးဝင်သွားပြီးတဲ့အခါမှာเนาะပြောရရင်ဒီလောက်ထိကြံ့ကြာတာဖြစ်သွားတာကျွန်တော်တို့ဟိုဟာနောက်ကိုပြန်ပြီးတော့ခြေလမ်းတွေကိုပြန်ကြည့်အောင်2022စက်တင်ဘာလတည်းမှာလုတ်တဲ့ဒီကြံ့ခိုင်ပါတီရဲ့တတိယကြိမ်ညီလာခံ မကျင်းပခင်တလအလိုလောက်ထဲကရက်ဆွဲနဲ့ပြောရရင်2020ဩဂုတ်လ19ရက်နေ့မှာ လာဝကဝင်ကြီးဥခင်ယူအနားပေးလိုက်တယ်ပြီးရင်ကျန်းကန်ရေးပါတီဥက္ကဋ္ဌဖြစ်လာအောင်တာဝန်ပေးလိုက်တယ်ဒါသူ့ရဲ့အခြေလမ်းပေါ့ဥတန်ထေကိုဖယ်တဲ့အင်အားစုဖြစ်တယ်ဥခင်ဝင်လာတချိန်ထဲမှာပဲစီရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးမျိုးစော်သိန်းနဲ့ကာဆတ်ထ၄ပေါ့ ကဆာဒလီမူကြီးဖြစ်တဲ့ဒုတိယပေါ်ဂျိုကြီးအောင်ဆိုးတို့ကိုတက်ကနေအနာပေးပြီးတော့တန်ခန့်ရေးပါတီမှာဒုဥက္ကဋ္ဌနဲ့နိုင်ငံတကာဆက်ဆံရေးဌာနမူကြီးဆိုပြီးတော့ခန့်လိုက်။အဲဒီနောက်2025ရဲ့ဝင်လာတဲ့အခါမှာဒီပေါ်ဂျိုကြီးတွေအစုလိုက်ပြုံလိုက်တက်ကအနာပေးပြီးတော့တန်ခန့်ရေးတွေကိုထည့်လာဖြစ်လာတယ်။အလုံးပေါင်းအယောက်30ရှိတော့2025ဩဂုတ်လအတွင်းမှာတက်ကနေအနာပေးတဲ့ ို့ချုပ်ကြီးတွေဗိုလ်ချုပ်အဆင့်ထိပေါ့အဲ့ဒီဟာမှာကြည့်ရင်မင်းအောင်လှိုင်ရဲ့တကယ်လူယုံခိုင်းလို့ကောင်းတဲ့ယုံစည်ဖြစ်တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီယုံရဲ့အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးအောင်လင်းတွေးပြီးရင်သူ့အကြံပေးဗိုလ်ချုပ်ကြီးညိုစောပြီးရင်စစ်ကောင်စီတို့ကဒုတိယဝန်ကြီးချုပ်ပေးထားတဲ့ဗိုလ်ချုပ်ကြီးမြထွန်းဦးဗိုလ်ချုပ်ကြီးတင်အောင်ဆန်း ကာကွယ်ပစ္စည်းထုတ်လုပ်ရေးညွှန်ကြားမှုဒုတိယပို့ချုပ်ကြီးကံမြင့်သန်းဆရာဒူကန်ကျုပ်ဒုပို့ချုပ်ကြီးလင်းအောင်ကဆတာတုံကဆတာမူကြီးဒုပို့ချုပ်ကြီးဒေဇာကျော်ကဆတာ6ကဆတာမူကြီးဒုပို့ချုပ်ကြီးတပ်ပုံစီရေးကျုပ်ဒုတိယပို့ချုပ်ကြီးဖုံမြတ်စင့်အင်ဂျင်နီယာတပ်ဖွဲ့ညွှန်ကြားမှုဗိုလ်ချုပ်စော်နိုင်ဦးစိရင်စစ်ကျုပ်ဒုပို့ချုပ်ကြီးစိုးတင်နိုင် နော်ဒါသူတို့တွေကိုစက်ခံရေးပါတီတွေထဲလိုက်ဒါကစစ်သားအယက်သားတွေထဲတာရှိသေးတယ်နော်သူ့ရဲ့မဟာမိတ်အယက်သားတွေပေါ့ဂျမိုင်ဝင်ကြီးဖြစ်ခဲ့တဲ့ဒေါက်တာတက်ခိုင်ဝင်းတန်ဇာတာနဲ့တဘာဝပဝင်းကျင်ထိန်းသိမ်းဝင်ကြီးဥက္ကမောင်ကြီးစွိုင်းဝင်ကြီးဥက္ကကိုလွင်လူဝမှုကြီးကြရေးနဲ့ပြည်သူအင်အားဝင်ကြီးဦးမြင့်ကျိုင်းအလုတ်သမားဝင်ကြီးဦးအောင်ကျော်ဟိုးစီဘွားကူဒါ ဝင်ကြီးဦးချစ်စွေသိပ္ပံနဲ့ဤပညာဝင်ကြီးဒေါက်တာမျိုးသိန်းကျော်အာကစားနဲ့လူငယ်ရေးရာဝင်ကြီးဌာနဟိုတယ်ခီသွားဝင်ကြီးဂျပန်နော်တောင်လက်ရှိအဲ့ဒီအပြင်လက်ရှိပြည်နယ်နဲ့တိုင်းဝင်ကြီးချုပ်14ရောက်ထဲက10ရောက်ထီကိုကြံ့ခိုင်ပါတီတဲ့ပို့လိုက်ပြီးတော့ရီကော့ပွဲဝင်ဝင်ခိုင်းတာလေအဲ့ဒီမှာမှအာနာရဲ့ပဟိုချက်အရေးကြီးတဲ့နေရာတွေကိုဖြန့်ပြီးတော့ထားတာအာနာပိုချက်ဖြစ်တဲ့ နေပြီးတော့ကောင်စီနယ်မြေမှာလူသားလွတ်တော်နဲ့နေရာအတွက်ပီယာစနစ်မှာဦးအောင်လင်းတွေး FTTB စနစ်မှာဒါမင်းအောင်လိုင်းနဲ့အပတ်စဉ်တူတဲ့ရင်ကျေးမှုဝန်ကြီးဦးတင်ဦးလွင်နော်ပြီးရင်အော်တရာတီတီမှာဦးတင်အောင်ဆန်းစီယုံကျုံနဲ့တခြားစီယုံတွေညာကြီးရှိတဲ့ဇေယတီတီမှာတက်ခိုင်ပါတီဥက္ကဋ္ဌဦးခင်ကြီး MRTV ရှိတဲ့တက်ကုံးမှာပြန်ကြားရေးဝန်ကြီးဦးမမောင်အောင်ဒါတွေက တိုက်ဆိုင်မှုမဟုတ်ဘူးတရားပြင်ဆင်ထားတာနေဖြစ်လာကိုကိုကျော်မှာဆိုရင်ဥညိုစောเนาะဒါရန်ကုန်တိုင်းရဲ့တခြားနေရာမှာဆိုရင်မယန်းကုန်းမှာကျမရဲ့ဝန်ကြီးဒေါက်တာတက်ခိုင်ဝင်းလိုင်တာယာမှာအလို့သမားဝန်ကြီးဦးအောင်ကျော်ဟိုးတာမွေမှာတမရာယုံဝန်ကြီးဦးထွန်းအောင်မန္တလေးတိုင်းဒေသကြီးထဲမှာဆိုရင်တပ်မြို့ပြင်ဦးလွင်မှာပို့ဆက်ဝန်ကြီးဦးမြထွန်းဦးအောင်မြေသားအမ်မြို့နယ်မှာပြည်သူ့လွတ်တော်အတွက်ဦးတည်စားကျော်တိုင်းဒေသကြီးလွတ်တော်အတွက် လက်ရှိဝန်ကြီးချုပ်ဦးမျိုးအောင်မကွေးတိုင်းမှာဆိုရင်မင်းဘူးမှာတန်ဇာတာနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဦးခမောင်ကြီးမကွေးတိုင်းအမျိုးသားလွတ်တော်အတွက်ဦးစိုးတင်နိုင်အေရာဝီတိုင်းမှာဆိုရင်မဦးပင်ရဦးကံမြင့်သန်းအမျိုးသားလွတ်တော်မှာလာဝကဝန်ကြီးဦးမြင့်ကျိုင်းပဲခူးတိုင်းမှာဆိုရင်ပတ်ခေါင်းမှာစီချုပ်ဦးမျိုးစော်သိန်း now ကာလုံရဲ့အကြံပေးတော်တွဲဘူးတို့ဦးပိုးတဲ့အောင်သိန်းတို့ကလည်းသူတို့တွေကလည်းရွေးကောက်ပွဲဝင်ပြီးတော့မင်းအောင်လှိုင်ရဲ့ ဟာမိတ်တွေဖြစ်ဆက်ဖြစ်ကချင်ကရင်ချင်းသခိုင်းတနင်္သာရီပဲခူးမန္တလေးမွန်နဲ့အေယာဝရီဝင်ကြီးချုပ်တွေကလည်းသက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာဝင်ပြိုင်မယ်ဒါဟာဒီအခင်းကြီးတစ်ခုလုံးကြီးလိုက်လို့ရှိရင်မင်းအောင်လိုက်အနေနဲ့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအတွက်ယာထားတာကစီဥပဒေချုပ်လုပ်ထားတဲ့လုပ်မှုတဲ့ဥအောင်နေတွေကိုယာထားတယ်လို့ဒါတေချာလောက်ပြောလို့ရတယ်အလိုလဲဆိုတော့အမျိုးသားလွတ်တော်ဥက္ကဋ္ဌကလွတ်တော်ပထမရက် လာပေါင်း30အထိပြည်တော်စုလွတ်တော်နာယကဖြစ်တာဝန်ယူရတာဖြစ်လို့အဲ့ဒီလူဟာသမရယူချေဘွဲမှာအဓိကကြလွတ်တော်ကိုထိန်းចောင်းနေနေမှာအဓိကကြနောက်ပြီးဒီစစ်ပုတ်ကျောင်းဟောင်းနေဝင်ပြိုင်နေမြို့နယ်တွေကြည့်လို့ရှိရင်လည်းဒုသမရနေရာအတွက်ပြည်တော်စုလွတ်တော်ကနေဥညိုစောဒါမှမဟုတ်ဥခင်ကြီးအမျိုးသားလွတ်တော်ကနေဥဆိုတင်နိုင်ဒါမှမဟုတ်တိုင်းသားတူဦးနော် အော်အခုဒီဒီတိုင်းသားနေရာအတွက်တချို့ ရခိုင်ဘက်ကနေပြင်ပြင်နာတို့စရှိတာပေါ့တက်ကတင်သွင်းတဲ့ဒူးသမရာတော့ကြံခိုင်ပါတီဝင်မဖြစ်သေးတဲ့ပိုချုပ်ကြီးဟောင်းတယောက်ယောက်ဖြစ်မယ်အဲ့တော့သူတို့တွေတည်းရပဲ သမရာနဲ့ဒူးသမရာယာလူတွေယာသွားဖို့နောက်လက်ရှိဝင်ကြီးဌာန30တဲ့က12ယောက်နဲ့ဝင်ကြီးချုပ်တွေတည်းက10ယောက်ကရွေးကောက်ပွဲဝင်มาဖြစ်တော့ဒီ ရွေးကောက်ပွဲပြီးပေါ်လာတဲ့အစိုးရဆိုတာလေတိတ်ပြီးတော့ပြောင်းလဲမှာမို့အရေကုန်ပဲပြောင်းသွားမှာလူတွေတောင်မှဒီလူတွေကိုပဲပြန်တွေ့ရဖို့အများစုပြန်တွေ့ရဖို့ရှိပါတယ်ဗျာဘလိုပဲဖြစ်ဖြစ်ဒီပူပူချုပ်ကြီးဟောင်းနေကတော့အရက်ဝက်လဲပြီးတော့ဟိုမဲဆွယ်နေကြတာတွေ့ရပါတော့ အဲဆိုတော့အဲ့ဒီထဲမှာဒီဘိုးချုပ်ကြီးဟောင်းမြထုံးဦးကိုတော့ဒီပြုံးလွင်မှာမဲဆွယ်နေတာတွေခဏခဏတွေ့ရတာရှိပါတယ်ဆိုတော့တခြားသူတွေရောဘယ်လိုမျိုးကိုမဲဆွယ်နေကြတာမျိုးရှိမလဲပြီးတော့တခြားဟိုဘာဂရိကဝတ်တွေများပေးထားနေကြလဲတက်ဆက်ထဲပေါ့နော်ပြည်သူတွေရဲ့တုတ်ပြတ်မှုကောင်ဘယ်လိုရှိသလဲရှင်အောက်တိုဘာ28ကနေစပြီးတော့မဲဆွယ်စည်းရုံးဝင်စလုပ်တာစစလုပ်ခွင့်ပေးတာပေါ့နော်အဲ့မှာတပီလုံးပြိုင်မဲ့ ပါတီ6ခုပေါ့ပါတီကြီးလို့ဆိုကြပါတော့ဗျာကြံခန့်ကြီးပြည်သူပါတီပြည်သူရှေ့ဆောင်ပါတီနော်ပြီးရင်တဆညာအော်ရှန်နက်ဒိုင်နမတ်ဒီမိုကရေစီပါတီစသဖြင့်အဲ့ဒီပါတီတွေထဲမှာတော့မှာ၃ခုပဲအဓိကတွေ့ရတာကြံခန့်ကြီးပြည်သူပါတီနဲ့ပြည်သူရှေ့ဆောင်ပါပဲအဲဒါတောင်မှအပြင်းမာတဲ့မီဒီယာမှာတွေ့ရတာ MRTV မြဝတီ Facebook TikTok online တွေမှာ ဲ့ဒီမဲဆွယ်မှုတွေကသူတို့အဲ့မှာပို့လုံတာ ground မြေပြင်မှာ physically လုပ်တဲ့ဟာတိတ်မတွေ့ရနောက်ဆက်ဆက်လို့ပြောရရင်ပြည်သူအများစုကလည်းဒီရွေးကောက်ပွဲဆိုတာစိတ်ဝင်စားဘူးအခုဘာလဲဆိုတော့ရွေးကောက်ပွဲဆိုတာတဲ့ဒီထိုင်းမြန်မာနယ်စပ်ကြားဖြန့်စံတာတွေကိုဖြိုခွင်းမှုအမေရိကန်က strike force လုပ်တယ်ဆိုတာကိုပိုစိတ်ဝင်စားတာအဲ့ဒါဘာကြောင့်ဖြစ်တာလဲပြောရရင်လူတို့ကဒီစစ်အုပ်စု ဖြူပစ်တာမျိုးဖြစ်လောက်နိုင်တယ်လို့သူတို့ထင်တဲ့တည်င်းကိစ္စရတဲ့ကိုပိုစိတ်ဝင်စားတယ်။ပြန်ကြည့်ပြန်လဲ2023-24က1027တစ်ဆယ်နှစ်ဆက်ကွန်စစ်စင်ကိုသူတို့ပိုစိတ်ဝင်စားတယ်။အဲ့တော့ရွေးကောက်ပွဲဆိုတာက online မှာဝါရဖြန့်ကြည့်တာနဲ့ကျွန်တော်နိုင်ငံရေးတိုင်းဝမ်တည်မီဒီယာတွေစိတ်ဝင်စားတာအတော့ပုံနေလားမသိဘူးလူတို့တက်စားနော်ဒါထားတော့သူတို့မဲဆွယ်နေတဲ့အချိန်နေအေးကြီးလို့ရှိရင် ကြမ်းခံရေးအမတ်လောင်းတွေထဲမှာတော့ဗိုလ်ချုပ်ခေါင်းတွေကပဲကိုပိုင်လုံခြုံရေးတွေကင်မရာတွေမီဒီယာတွေပါခေါ်ပြီးတော့မဲဆွဲတဲ့အနေဒါကြမ်းခံရေးမှာပါတီဥက္ကရာဦးခင်းကြီးဒီဥက္ကရာဦးမျိုးစောသိန်းဦးမြတ်ဟိန်းဒါသူတို့တွေကတောက်လျှောက်ခီးတွေတွေ့ပြီးတော့သူတို့အတွက်ကတခြားသူတွေအတွက်ပါမဲဆွဲနေတာတွေ့ရတယ်ဒါကလည်းသူတို့ကြတော့ပတ်စံအမ်ဘန္တာကြီးတောင့်တင်းတာလေပါတာပေါ့ဗျာကြမ်းခံရေးက ဒီလူတွေကလည်းအဲအာနာရှိစစ်တပ်ထဲမှာအာနှစ်ပေါင်းများစွာအာနာရလာခဲ့တာပြီးရင်အဟိုဘဟုအစိုးရအာနာလည်းရနေခဲ့တာဆိုတော့ပြောရရင်တော့လှုပ်ရှားလာခဲ့တာပတ်စံကြီးရှိကြတာပေါ့ဗျာကြမ်းခံရေးရဲ့တခြားအလွတ်တော်အမှတ်တွေဒီစီယုံရင်လုံနေတာလေးကြည့်ရင်ချမ်းသာအချမ်းရည်တာဆန်မြို့နယ်ကရှင်ပြိုင်မဲ့ဦးတီစားကျော်သခိုင်းကရှင်ပြိုင်မဲ့ဦးသက်ပုံ ပြင်ဦးလွင်ရဦးမြထွန်းဘူးတော့နော်အဲ့ဒီစီယုံကြီးတွေမှာဒီဥက္ကင်ကြီးပါဝင်ပေါ့သူတို့အားလုံးပြောတဲ့ဟာတော့ဂျန်ခိုင်ပါတီဒီအစိုးရပြလိုက်လူတွေအေးအေးဝဝအေးလို့ရတယ်တရားဥပဒေစွမှုရေးရအောင်အကောင့်တွေပေါ်ပေးမယ်လာဒါကြောင့်လည်းဟိုရဲအင်အားဆက်တိုးမယ်လို့ပေါ့ပြီးရင်အခမဲ့ပညာရေးအလဲတန်းထိလုပ်ပေးမယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေဒေသဖွံ့ဖြိုးရေးကာကွယ်ရေးနိုင်ငံရေးအတွေ့အကြုံရှိပြီးသားဖြစ်တယ်ဆိုတာလား လက်တလောသူတို့ဖြည့်ရှင်းပေးမယ်ဆိုတဲ့ပြဿနာမှာလည်းမှတ်ပုံနေမရှိရင်မဲပေးလို့ရအောင်မှတ်ပုံနေပေးမယ်မှတ်ပုံနေအကူညီပေးမယ်ဆိုတာတော့သူပြောနိုင်စီယုံနိုင်တကယ်လူတို့လူတို့ကြားထဲမှာစိတ်ဝင်စားမှုအရှိဆုံးဖြစ်တဲ့ topic တစ်ခုဖြစ်တယ်စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့မေးလို့ရှိရင်ဝိလေကြောင်ပန်းနဲ့အဲဒါမှဟိုဟိုဟိုတို့ဟိုပြောဒီပြောနဲ့ပြောရရင်တော့ဥပဒေတိုင်းပဲဖြစ်ရမယ်ဆိုတာနဲ့ပဲပြီးသွားတယ် ။ဦးခင်ကြီးကတော့သူတို့ရဲ့မူဟာစစ်တပ်မူပါပဲလို့သူဝန်ခံပြောလိုက်တဲ့ဆိုတဲ့အခါကျတော့ရွေးကောက်ပွဲအလွန်မှာလည်းဒီစစ်အုပ်ချုပ်ရေးဟာမျိုးပဲဘာမှမတူဘူးအဲ့တော့ပြောရရင်ဒီစစ်မှုတန်းဥပဒေနဲ့ပတ်သက်ပြီးပြောရရင်စစ်မှုတန်းပေါ်တာဆွဲတာဆက်ပြီးတော့ဖြစ်နေမှာပဲလို့ပြောလို့ပြောလိုက်တယ်လို့ပါပဲဗျာအဲနောက်တစ်ခုကဒီပိုချုပ်ကြီးတဲ့အများစုကပေါ့နော်ဒီစံခံရေးကနေပဲဟို ကျွေးကောက်ပွဲဝင်ပြိုင်ကြတာကိုတွေ့ရတယ်ပေါ့လေခုနကဆရာပြောတဲ့စရင်ထဲမှာကိုဒီတက်ကနေအနားပေးပြီးတော့ဒီကျွေးကောက်ပွဲဝင်ခိုင်းတာစစ်သားကြီးပဲဟို17ရောက်ရှိရပေါ့နော်တခြားသူတွေလည်းဒီအများစုကကျွေးကောက်အော်ဒီကြက်ခိုင်ကြီးကနေပဲဟိုကျွေးကောက်ပွဲဝင်ကြတာပေါ့လေဆိုတော့ငကိုကလေးကနားလည်ထားတာကဒီကြက်ခိုင်ကြီးပါတီဆိုတာကစစ်တပ်ဩဇာကံပါတီလို့ပဲနားလည်ထားတယ်ပေါ့လေဆိုတော့ဘာလို့ဒီလိုမျိုးဟိုစစ်ဗိုလ်ချုပ်ကြီးတွေကိုပါထပ်ပြီးတော့ဒီကြက်ခိုင်ကြီးကနေပြီးတော့ဟိုစစ်ဗိုလ်ချုပ်ကနေအနားယူခိုင်းပြီးတော့ဒီကြက်ခိုင်ကြီးကို ပြန်ပြီးတော့ပါခိုင်းတယ်လဲပေါ့နော်ဆိုလိုချင်တာကဒီရွေးကောက်ပွဲအလွန်မှာဒီစစ်ကောင်းဆောင်လိုချင်တဲ့လွှတ်တော်ကဘယ်လိုပုံစံမျိုးဖြစ်ဖြစ်မလဲရှင်ဒီမှာဟိုဘိုကျုပ်ဟိုဘိုကျုပ်ဘိုကျုပ်ကြီးအဆင့်မော်လေအဲ့ဒီအဲ့လိုမျိုးတကယ်အဲစစ်တပ်ကအဆင်မင်းမင်းယာတူကအားလုံးပေါင်း73ယောက်ပြနော်71ယောက်မဟုတ်ဟောထားပါတော့အာဒီလိုပြကျွန်တော်တို့ပြန်ပြီးတော့ကြည်ရင်အာဟိုတော့2000ခုနှစ်အကျော်တွေနော်2000ဟို ခုနှစ်နောက်ပိုင်းနေမှာသူကအာ liberal democracy ကအားကောင်းလာပြီးတော့အားကောင်းလာတဲ့အချိန်အဲ့ချိန်မှာဒီအရှိလက်ပိုင်းမှာဆိုရင် RN ဒေါ်လာရေးပေါ့နော် color revolution တွေဖြစ်တယ်အဲ့ဒီဟာတွေကအာဏာရှင်တွေကိုဖြိုလဲမှုဖြစ်လာနောက်ပြည်တွင်းမှာလည်း88ကနေစပြီးတော့ democracy တောင်းဆိုမှုကြီးတယ်နော်တော်အောင်စန်းစုကြည် ဥဆောင်ပြီးတော့ပြောရရင်ဒီမိုကရေစီအင်အားစုပြီးရင်တိုင်းသားတွေရဲ့တောင်းဆိုမှုအဲ့ဒီဟာမှာသူကနှစ်သိမ့်ကျင်တာကျွန်တော်အရင်ကလည်းပြောမှုတဲ့စကားပေါ့ဒါထပ်ပြောရလို့ရှင်စစ်တပ်ကဒီစစ်အုပ်စုကစစ်တပ်ရဲ့အပေါ်မှာတက်ထိုင်ပြီးတော့သူတို့ကအာဏာကိုချေလည်နေတဲ့လူတိုင်းပြည်ရဲ့အာဏာကိုယူထားတဲ့လူတွေကဆိုရှယ်လစ်ခေတ်မှာဆိုရင်ဆိုရှယ်လစ်ဒီမိုကရေစီဆိုရင်ဒီမိုကရေစီဖက်ဒရယ်ဆိုရင်ဖက်ဒရယ်အတန်တော့လိုက်ထွက်တယ်သူကအစ်စ်မဟုတ်ဘူးအတုတော်ပြည် အဲ့လိုနဲ့သူတို့ပြင်ဆင်မှုပေါ့ဒီမိုကရေစီဆိုဒီမိုကရေစီပြင်ဆင်မှု1993ကနေအသင်းဖွဲ့ထားတဲ့ကြမ်းခိုင်ရေးအသင်းကိုပါတီရယ်လို့ပြောင်းပြီးတော့2010ရွေးကောက်ပွဲလုပ်တဲ့ကမှာဝင်ပြိုင်တယ်ကြမ်းခိုင်ရေးကသူတို့အင်အားဘိန်းကနန်းရှိတယ်လို့ဆိုပေမဲ့ဒါကလည်းဗျာမမဝင်မနေရဝန်ထမ်းပြင်ရင်ကြမ်းခိုင်ရေးပါတီဝင်အလိုလိုဖြစ်ဆိုစားတဲ့ပြင်တလူနဲ့လှုပ်ထားတယ်ဟာအဲ့တော့သူပါတီထဲမှာဥက္ကဋ္ဌတို့ဒူဥက္ကဋ္ဌအတွင်ရင်မှုဗန္နာရေး နိုင်ငံအဆက်ဆံရေးအဲ့လိုဟာမျိုးတွေအရေးပါတဲ့ key position ပေါ့အဲ့ဓာတွေကို तू ကတက်ကနေလူဝတ်ထဲလဲထားတဲ့လူတွေပဲပေးတယ်အရက်သားစစ်စစ်နိုင်ငံရေးသမားမပဲတကယ်ဟိုပဲ conservative ဒီဟို policy တွေအဲကြိုင်နှစ်သက်လို့အများကအရက်သားနိုင်ငံရေးသွားလို့ဒါတွေမရဘာလဲဆိုတော့ तू ကအာနာရှင်စနစ်တက်ကလူတွေစစ်တပ်စစ်အာနာရှင်စနစ်ဆိုတော့တက်ကလူပဲယုံတယ်သူ့မှာဒီအတွက် framework က political framework ကဖွဲ့စည်းပုံအခြေခံဥပဒေ2008ဖွဲ့စည်းပုံအခြေခံဥပဒေအဲ့မှာစစ်တပ်ကို25ရာခိုင်နှုန်းကိုတာပေးပြီးသားအဲ့တော့ကြမ်းခိုင်ကြီးက26ရလိုက်တာနဲ့လွတ်တော်မှာ majority အဖြစ်နဲ့အနိုင်ရပြီးတော့အဲ့တော့အယောင်ပြောင်းပြီးတော့ဆက်ပြီးတော့လွှမ်းမိုးထားနိုင်မယ်လို့နော်ခက်တာကလည်းသူတို့ကအိုင်လောက်တောင်မရတာအဲ့တော့ အနာဒီကိုသူတို့ရွေးကောက်ပွဲဝင်ခိုင်းလိုက်တယ်ဒေါန်သန်းသူကြီးကိုရွေးကောက်ပွဲအဝင်ခွင့်ပြုလိုက်တယ်ဒေါန်သန်းသူကြီးရဲ့အဲ့လေဒီကနေပြီးတော့ပြင်ဟိုဘောဝင်ပြင်မယ်ဆိုတော့မူနဲ့ချလောက်ကြည့်တယ်သူစူးစမ်းကြည့်တယ်2015ရွေးကောက်ပွဲကြံခန့်ရေးရထင်တယ်လို့မဖြစ်ဘူးအနာဒီကအပြတ်တတ်နိုင်အဲ့တော့လွတ်တော်တဲ့ရောက်တဲ့ခါကျရင်တော့သူတို့ကဒါလူများလူများစုကအနည်းစုကိုအနိုင်ကျင့်ခံနေရပါတယ်ဘာညာပေါ့ဗျာဒါထားတော့နိုင်ငံရေးရပြောကြတာဒီလိုပါ 2020မှာလည်းတီးတဲ့အတိုင်းကြမ်းခံရေးကခွက်ခွက်လောင်ရှုံနေကြမ်းခံရေးရှုံနေဆိုတာစစ်တပ်ရှုံတာပဲ NLD ကတောင်ပြိုကမ်းပြိုနိုင်ပြန်လာအဲ့ဒီအခါမှာမဲမတမာမှုလောက်ပါတယ်ဆိုပြီးအာနာသိန်းနဲ့အတိတ်ပဲရှိတာတွေမရှိတာတွေအပါအတာအာနာသိန်းချင်းလို့သိနေတာအဲ့ဒီတော့မင်းအောင်လှိုင်ရောเนาะစစ်တပ်ဒီစစ်အုပ်စုထိပ်သီးတွေရောသူတို့ရဲ့ ဘက်ဘုံပါတီတန်ခိုင်ရေရော NLD ပါတီပြိုင်နေသမျှပြောရရင်တော့ဗမာဒီမိုကရက်ပြေမမှာ NLD ပါတီပြိုင်နေသမျှသူတို့အနေနဲ့ရွက်ောက်ပွဲနိုင်ရဖို့မရှိဘူးပြင်တိုင်းသားဒေသမှာဆိုလဲအဲဒီမိုကရေစီလိုလာတဲ့ SNLD တို့ပါတီမျိုးတွေနော်တကယ်လွတ်လပ်တဲ့ပါတီတွေသူတို့ရှိတယ်သူတို့တွေဝင်လို့မရတဲ့အနေအထားမှာပြောရရင်တော့တကယ်လူလူထောက်ခံတဲ့ပါတီတွေဝင်လို့မရတဲ့အနေအထားမှာပြိုင်ဘက်မရှိမှအနိုင်ရမဲ့သူကလက်ဝဲသမားလိုမျိုးအဲ့တော့အဲ့ဒီ queen နေစင်ပြီးလောက်တာ ဒါကြောင့်နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေတွေဟိုတော့သူကဖိနှိပ်ဖို့အတွက်အသုံးပြုတယ်တရားရေးမှန်တိုင်းကိုဖိနှိပ်ဖို့အတွက်အသုံးပြုတယ်ဟောဒေါအောင်ဆန်းစုကြည်ပါဝင်เนาะလူလူထောက်ခံမှုအားကောင်းတဲ့နိုင်ငံရေးသမားတွေထောင်ထဲထည့်ထားတော့ကောင်းဟောဟိုဟိုယူကဘဝင်လို့မရတော့တော့ကောင်းထွက်ပြေးရတော့တော့ကောင်းဒါမျိုးတွေလောက်တယ်ပြီးတော့ယူကဘဝဟန်ပြလောက်တယ်မင်းအောင်လိုင်းပြောတဲ့ဘာလို့ကလို့ကဆိုတာဒါလည်းပါအခု လာမဲ့ရွေးကောက်ပွဲအတွက်စက်တင်ဘာလကုန်မှာပဲတက်က စစ်တပ်ကနေလွှဲတာနော်ဗိုလ်ချုပ်ကြီးအဆင့်ကနေဟုတ်ဟိုအောက်ခြေအဆင့်အခြားစစ်စီအခြားအဆင့်အထိကြည့်ရင်တက်ချက်ကြီးစရေးအဆင့်တိပေါ့490 489ရောက်ဒီစစ်တပ်ကနေလွတ်လိုက်တယ်ကြမ်းခိုင်ရေးတယ်နောက်တခြားသူတို့ရဲ့မိတ်ဖက်ပါတီတွေလည်းခွဲထည့်အဓိကအာပြောရရင်တော့သူကအနေဆုံးတော့ဒီလူတွေကတရင်ပေးဖြစ်လာမှာပေါ့နော်နောက်ပြီးတော့စစ်တပ်ကျော်ယူစစ်တပ်ဗဟိုပြုတဲ့နိုင်ငံကြီးဖြစ်အောင်အဲ့ဒီမှာမှသူအမာခံထားတာကကြမ်းခိုင်ရေးပါတီပဲ တဘောကတော့ကြမ်းခံယူတရုတ်ကသူတရုတ်ကွန်မြူနတီပါတီလို့ဗဟိုပြုပြီးတော့တခြားအာစင်ခေါ်နိုင်တာမလုံနိုင်တဲ့ပါတီသေးသေးလေးတွေကိုလွတ်တော်တဲ့ထဲတဲ့ရုပ်ပြပုံစံမျိုးပေါ့အဲ့တော့ကြမ်းခံရေးပါတီကအဲဒီလွတ်တော်အမတ်2018နေရာနဲ့တနိုင်ငံလုံးမှာကိုစလင်အင်အားအများဆုံးနဲ့သူကဝင်ပြိုင်မယ်နောက်မဟာမိတ်ပါတီ inline ဖြစ်တာပေါ့ဗျစစ်တပ်ဗဟိုပြု inline တဲမှာ တက်ကြီးတွေအများတဲ့ဥနေဝင်ရဲ့လက်ကျန်เนาะအရင်အာနာရှင်အောင်လက်ကျန်တိုင်းသားစီလုံးညီညွတ်ပါတီတာဆာညပါတီအတွက်လည်းသူက secondary လို့လောက်တာပေါ့ဘုံမူကြီးအဆင့်အရောက်30အဲအရင်သားပေးပြီးတော့ဝင်ပြိုင်ခိုင်းတာလေအဲ့တော့တာဆာညကလည်းပြည်သူလွတ်တော်အတွက်182နေရာမြို့သားလွတ်တော်အတွက်117နေရာတိုင်းနဲ့ပြည်နယ်လွတ်တော်အတွက်694နေရာနဲ့သူကဒုတိယအများဆုံးဝင်ပြိုင်တယ် နောက်ပါတီတကူကတော့ PPP PPP ကတော့သူ့ရဲ့စီးပွားရေးအကျိုးအကျိုးစီးပွားအတွက်သူကထောင်တာသူကတက်ကအငိမ့်စားယူလာတဲ့သူတွေရာချီကြီးတွေပေါ့သူတို့ပါတီတွေထည့်ပေးပါလို့ပြောတယ်ဒေါက်တာဒေါက်တာတက်တကင်ကိုရိုင်းပြောတာနော်ဒါပေမဲ့အတူပါတီတွေတော့အဲ့လိုအစင်းနေမထည့်ဘူးဟိုတက်ကမလွတ်ပေးဘူးအဲ့တော့ P3 လုံးနဲ့မင်းအောင်လိုင်းအဲဆက်ဆံရေးအနေဒါဒေါက်တာတက်ကင်ကတစ်ဖက်တက်ကြိုက်နေရတဲ့လူလိုဖြစ်တယ် အလားတူပဲဥကုကိုကြီးရဲ့ပြည်သူ့ပါတီလည်းလေဒီလိုမျိုးပေါ်ကျုပ်အဆင့်နေထဲတာစစ်စစ်တပ်ယာဒူးမြင့်နေထဲတာမရှိဘူးသဘောကလည်းသူ့ကို မိဖက်တော့မိဖက်ပဲဒါပေမဲ့အကန့်ပဲဆိုတဲ့ဟာနော်ဥကုကျူကြီးကလည်းတပတ်သက်ချင်နေရဘာဖြစ်လို့လဲဆိုတော့ तू ကအာ तू နဲ့လာပြိုင်နေသူဖြစ်မှဟာမျိုးအဖြစ်မခံနိုင်ဘူးအဲ့ဒီတော့ဒီဖြစ်လာမဲ့စီနာရီယိုကြီးကိုကြည့်လို့ရှိရင်ဘ ਹੁ အာနာကို ကျန်းခိုင်ရေးပါတီကယူမဲ့ပြည်မပေါ့ဗျ။တိုင်းသားဒေသနဲ့နယ်တချို့ပီယာစနစ်နဲ့တိုင်းသားပါတီတွေနဲ့စစ်တပ်နဲ့အင်လိုင်းပြစ်မှတ်ပါတီတွေကိုအာဏာနည်းနည်းခွဲပြီးတယ်။ပြောရင်တော့လက်အောက်ခံအာအနေထားနဲ့ထားမဲ့စီနာရီယို ဖြစ်ပါလေဗျာ။ဘလိုပဲဖြစ်ဒီအစက်ကောင်းဆောင်ကတော့ဒီရွေးကောက်ပွဲကိုသူ့လိုချင်တဲ့ရှာလန်မထွက်ထွက်အောင်တော့သူလုံလုံးမှလုံးမဲ့အခြေအနေရှိတာပေါ့နော်။ဆိုတော့ဒီလိုမျိုးဟိုအခြေအနေကိုရောတာမန်ပြည်သူတွေပေါ့နော်။ သူတို့အာဒီတာမန်ပြည်သူတွေကတိကြသလားပြီးတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ရောဒီပြည်သူတွေရဲ့အမြင်သဘောတာပြီးတော့တဆက်ထဲပေါ့နော်ဒီရင်ဆိုင်နေရတဲ့ပြဿနာတွေကဘယ်လိုအခြေအနေတွေရှိကြသလဲရှင်ကျွန်တော်စောပိုင်းကပြောလို့လူတို့ကစိတ်ဝင်စားမှုတော်တော်နှင်းတာဗျလူတို့ကသတင်းတွေဖတ်တယ်စောင့်ကြည့်တယ်နော်အာသူတို့လိုချင်တာသူတို့ကတော့ရှင်းတယ်သူတို့လိုချင်တာထိရောက်တဲ့လူရင်းပဲမင်းအွန်လိုင်းစေအောင်စုဖယ်ရှားပြစ်ချင်တာပဲအဲပြီးရင်တကယ်လွတ်လပ်တဲ့အဲ အခြေအနေသူတွားချင်တာပေါ့နော်စေအုပ်စုကလည်းဒီမှာခက်နေတာစေအုပ်စုကလည်းဒီရွေးကောက်ပွဲလူလာလာမလာလာ လူများမဲထဲတဲ့လူများများမများများရွေးကောက်ပွဲဝင်ပြိုင်မဲ့ဒူဒီနဲ့အဲသူတို့အမျိုးတက်တိုက်မဲထဲရင်ကိုရွေးကောက်ပွဲဖြစ်တယ်လို့သူကဂျပိုးလိမ့်ဖြစ်တယ်ပြောမှလုံးမှပဲနော်အာနိုင်ငံတကာမထောက်ကန်လဲဟိုဆော်မင်းထွန်းပြောတယ်လေ အဲကိုကိုကနဲ့ကိုဟိုထောက်ခံရင်ကိုကနဲ့ကိုဖြစ်ရင်ပြီးတာပဲဆိုတဲ့အဲ့လိုအဲ့ဒီသဘောထားနဲ့အဲသူတို့ကလုံပါပဲတတ်နိုင်သလောက်တော့ရွေးကောက်ပွဲမဲထဲလာအောင်စူးစမ်းကြည့်မယ်မထဲတော့လဲသူကဒီတိုင်းလိန်ညာပြီးတော့ဆက်လုပ်ကျွန်တော်တို့ပြန်ကြည့်ရင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမဲစင်းနေစကတ်တဲ့အော်တိုဘာလဆန်းနဲ့စရင်နေအမားများလို့ဒုတိယကြိမ်ပြန်ကတ်တဲ့အခုနိုဝင်ဘာလလည်ရောက်တဲ့အထိ ဒီသူတွေကမဲစင်းမှာကိုးနံမဲပါမပါလာမကြည့်ကြဘူးလူတို့ကစိတ်ပြတ်တာနော်အဲ့တော့တချို့ရက်ွက်အုပ်ကြီးတွေကဘာလို့လဲဆိုတော့မဲစင်းလာမကြည့်ဤတဲ့အဲသူတွေကိုအတင်းကြည့်ခိုင်းတာနောက်ကြိုတင်မဲအတွက်ပုံစံ15တင်သွင်းခိုင်းတာတွေနည်းနည်း6 6တဲ့သဘောပြောတာဒါပေမဲ့လည်းလွှမ်းခြုံမိကြည့်လို့ရှိရင်အဲ့လိုမျိုးဟိုလိုက်လုတဲ့လူလာပြီးတင်တဲ့သူမရှိသလောက်ကိုနေတာအဲ့တော့နိုင်ငံရေးပါတီတွေမဲဆွဲစီရောမို့တချို့နေရာတွေမှာပါတီတွေအဆုစုလေးတွေလုတ်တယ် လာကြတာလဲဖိတ်စာနဲ့လာကြတာပေါ့ဗျာတချို့ဆိုပါတီရအောင်ပြီးရသည်ပြောရတယ်အကျွေးမှုတွေလောက်啊2015 2020ရွေးကောက်ပွဲအကြိုကာလအခင်းကျင်းနဲ့နှိုင်းရင်နတ်သစီနဲ့မစင်ပဲဗျာဘာမှနှိုင်းလို့မရဘူးဟိုတော့လူပင်လေကြီးအခုကကွန်ရဆိုင်မှာဝယ်တဲ့လူလို့ဖြစ်မှာအဲ့ဒီတော့ပါတီတော်တော်များများကပြည်သူတွေနိုင်ငံရေးစိတ်ဝင်စားဘူးဆိုတာပြောတာဒါမဲ့သူတို့ကဟန်ကိုဖို့ပေါ့ဗျာလုံခြုံရေးမကောင်းလို့ဆိုပြီးအကြောင်းပြတာကိုကိုကိုလည်းစိတ်ဖြေရတော့ ပြီးအခုရွေးကောက်ပွဲမှာမဲနိုင်ဖို့တဲ့သူတို့ကစဉ်းစားတာပြည်သူတွေမဲယုံကြောက်လာဖို့ကအရေးကြီးတယ်စင်ခေါ်မှုဆိုတဲ့ဟာမျိုးတော့ဖြစ်နေဒါမှလည်းသူတို့တွေနည်းနည်းအမြင်ကြည့်လို့ရှုလို့ကောင်းမယ်ပေါ့ဗျာဒီမင်းဆိုရင်ရွေးချယ်ရွေးကောက်ပွဲဝင်တဲ့လူပဲရှိပြီးတော့မဲထဲမဲ့လူမရှိတဲ့ဟာမျိုးဟိုဖြစ်တာ哦သူတို့လည်းတိတော့တိတာပဲရှက်တော့ရှက်တာပေါ့သို့တော်လည်းပဲဒီကနေပြီးတော့အလုပ်တွေရနေလို့လုံနေကြအခု ဟိုမဲထဲ့အောင်ဒါလှုံ့ဆော်တဲ့ဟာဒါကြောင့်လဲမင်းသားမင်းသမီးတွေအစောတော်တွေအာနာသုံးပြီးတော့အနုနီးနဲ့ခြောက်ပြီးတော့ဇလန်ရွယ်တွေရိုက်ခိုင်းတာစိုင်းပုတ်တွေကင်ပြီးတော့တေခံများလို့ဒါအာယူကပွဲမဲ့လာထဲဖို့ကမ်ပိန်းတွေစတိုက်လုပ်နေတာအဲလိုဆိုတော့အကုန်လုံးလားတော့မဟုတ်နီအောင်ကြီးလိုတကယ်ကိုစိတ်ပါလက်ပါမဲဆွဲတဲ့သူရှိပါတယ်ဒါပေမဲ့အ ਨੇ စုပါတစ်ဖက်မှာလည်းဆေအိုစုက ရွေးကောက်ပွဲဥပဒေရဲ့ဥပဒေဆိုအကြောင်းပြပြီးတော့ရွေးကောက်ပွဲကိုစန့်ကျင်တယ်လို့ယူဆတဲ့သူတွေပုံစံပေါက်တဲ့သူတွေနောက်ဆုံး Facebook မှာ Larry ရဲ့ပေးတာနဲ့ဟိုဖန်တာကြီးတာလုပ်ပြီးတော့ကြောက်အောင်၆တာလူတို့အနေနဲ့ပြည်သူတွေအနေနဲ့ကတော့မတတ်တာလို့ရေငုံနှုတ်ပိတ်နေနေရတာမျိုးဖြစ်တယ်ဒါပေမဲ့သူ့ရဲ့ရွေးကောက်ပွဲစိတ်ဝင်စားမှုမရှိဘူးအဲ့တော့ voter turns out ပေါ့ရွေးကောက်ပွဲမဲလာတဲ့မဲ့သူကအင်မတန်နေပါလိမ့်မယ်ဘူးလက်လာဆိုရတော့ ပြောတာပေါ့ကြံခံရေးမွဲဆွဲပွဲတွေလူရာနဲ့ချီလာတယ်အဲ့ဒီမှာသူတို့ပါတီဝင်ရဲ့နေစားပါတီရန်ပေးပြီးတော့ထားတယ်ပါလူတီတချို့လူငယ်တွေရားတလောက်သူတို့စန့်ကျင်နာတွေလောက်တာတွေရှိတယ်နော်ဟိုတဟိုတနေ့ဟိုတလောကတင်ငန်းညွန်းမှာဒီကြံခံရေးဆိုင်ဘုတ်ပြည်သူပါတီဒီပြည်သူရှေ့ဆောင်ပါတီဆိုင်ဘုတ်တွေဖယ်ရှားတာမျိုးပေါ့နောက်ပဲခူးတိုင်းရှေ့ဘက်ဒီရွှေကျင်းနော်အဲ့ဒီမှာအာကြံခံရေးမဲဆွဲ့ လိုက်ပြီးတော့စုနေတော့မှာဒါနဲ့ခုတ်ခံလိုက်ရတာမျိုးတော့เนาะဒါမျိုးတွေအဲတချို့ကအာပောက်ကွဲမှုဖြစ်တာပေါ့ဗျာတချို့ဟာတွေကြတော့ violence တွေကတော့ဒါဟိုအဲ့လိုမျိုးဟိုမတင်တာတော့မတင်ဘူးသို့တော်လည်းပဲအဲဖြစ်ဖြစ်နေတာပြောတာဥကိုကိုကြီးရဲ့ပြည်သူပါတီဆိုလဲသူကပါတီဆိုင်ပုတ်တင်တယ် messenger တွေတပိုင်းနဲ့လောက်ပြီးတော့လူလောင်ထမင်းဘူးတွေဝေတာစီကောင်းအောင်လုပ်နေတာဒါပေမဲ့ အရက်ထဲမှာပုံမှန်ဒီရိုးရိုးတန်းတန်းအလှထမင်းဝေလောက်တောင် လူမလာတဲ့အနေတာလူတို့နိုင်ငံကြီး short တွေ့တာကျွန်တော်သူတို့ short တွေ့တဲ့ဟာကိုအန်အောတာပြောတာတခြားပါတီတွေလည်းဒီမျိုးနယ်တကူဆိုင်းပုတ်တင်တခြားမျိုးနယ်ကပါတီဝင်တွေမိသားစုတွေပါအာလာအောင်ခေါ်ရတာအဲ့တော့မှလူရှိတယ်ဆိုတဲ့သဘောပေါက်အောင်ဟိုပုံစံဖြစ်သွားအောင်ဒါမဲ့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာဒီ record ဘွဲက အာလူလူစိတ်ဝင်စားမစိတ်မဝင်စားလဲဒီလိုမျိုးပါတီတွေထောင်ပြီးတော့ဝင်ပြိုင်တဲ့လူတွေသူတို့လည်းအလုပ်ရတာပေါ့မင်းအွန်လိုင်းအတွက်ကတော့သူတို့ကဇက်ရံမယ်နော်မင်းအွန်လိုင်းရဲ့အကွက်ကတရုတ်ရဲ့ဒီပထဝီနိုင်ငံကြီးပေါ့ဗျာအခုဖြစ်နေတဲ့နော်အာရှပစိဖိအရေးရာကမ္ဘာနိုင်ငံကြီးခင်းချင်းမှာဘာနဲ့တူလဲဆိုတော့ဒုတိယကမ္ဘာစစ်ကမြန်မာပြည်မြန်မာပြည်အတွက်ပေါ့ဂျပန်ကဒေါက်တာဘာပေါ့ဘာမော်ဆိုရ ဖွဲ့ပေးထားသလိုမင်းအွန်လိုင်းကိုလည်းတရုတ်ကဆက်ပြီးတော့ကြားကန်နော်အဲ့လိုမျိုးဖြစ်မှာလို့သူကတွတ်ထားမှာပဲလေအဲ့တော့အကောင်လုံးကတူနီတူဟန်နဲ့ဝင်းဝင်းစီချူရှင်ဖြစ်နေကြတာပါပဲဗျာဟုတ်ကဲ့ဆရာဟုတ်အဲဆိုတော့ဒီတစ်ပတ်အချိန်လည်းပြည့်နေပြီဆိုတော့ဆရာဒီတစ်ပတ်ဆွေးနွေးမှုကိုဒီမှာပဲရန်နာပြရစေဆရာနောက်ပတ်တွေမှာပြန်ပြီးတော့ဆုံတွေ့ရအောင်ပါဆရာโอเคဟုတ်ကဲ့ပါနော်ပြန်ဆုံကြမယ်လေ လွတ်သောမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝင်ပြည်သူတွေကိုဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။